မင်္ဂလာပါကျွန်တော်အခုပြပတ်ပေးသွားမယ့်သင်ခန်းစာကတော့ကျွန်တော်တို့ PCB project လေးကို PDF version ပြောင်းတော့ပြပတ်ပေးသွားပါမယ်ဟို2ဘာနဲ့ဖိုင်အောင်သွားပါ Smart PDF ကိုလက်ကလစ်ပေးပါ Next ပေးပါကျွန်တော်တို့ current project Next ပေးပါ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  Finish ကိုလက်ကလစ်နှိပ်ပါ โอเคပြေးပါခဏဆောင်ပါဒါဆိုရင်ရပါပြီဒါလေးကိုပြေးပါမယ်ဟုတ်လို့ဖိုင်ကိုတော့ပါစေရောနှိပ်ပါကျွန်တော်တို့စေရဖိုင်လေးကိုကြွားကြည့်မယ်ကျွန်တော်တို့ကွန်ပျူတာနဲ့ဒေါကူမန့်ရဲ့ဝင်မှာကျွန်တော်စေခဲ့နေရတယ် ဒီကူမန်နဲ့မှာမှာ library ကို deploy လုပ်ပါကျွန်တော် project ကျွန်တော်စီးရနေရလေးဟာ my project pdf လေးဒါလေးကိုကျွန်တော်တို့ကြည့်ပါမယ်မေးစမတ်ဒိုင်ဂရမ်လေးဒါက PCB ဒိုင်ဂရမ်လေးဒါကျွန်တော်တို့သုံးခဲ့တဲ့ ၎င်းတဲ့ community ရဲ့ list လေးဟုတ်ပါပြီနားလည်မလို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်